အလိုပဲမြင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကိုကြိုဆိုလိုက်ပါရစေ။အိန္ဒိယနဲ့ပါကစ္စတန်ကြားတိုးတက်မှုတွေကိုကျွန်တော်ဆောက်ကြည့်နေပါရစေ။အခြေအနေကဆက်ပြီးတိုးလာနေပါရစေ။ပေတာဂျီအတွက်တင်းတွေကိုကျွန်တော်စစ်ဆေးနေကြပါရစေ။အခုလောလောဆယ်မှာပေါ့နော်။ကပါကစ္စတန်ကအိန္ဒိယရဲ့ဒတိပိချက်တွေကိုလီလီရှုထားပါရစေ။ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါပြီ။သူတို့ကအခြေအနေကိုလှုပ်ဆော်ပြီးတော့အဆင့်တိုးတက်နေတာကိုတွေ့ရပါရစေ။ပါကစ္စတန်ကအိန္ဒိယရဲ့အနောက်ဘက်ကမ်းကို ယနေ့မှာကြီးမားတဲ့လေကြောင်းတက်ခိုင်းမှုတစ်ခုပြုလုပ်ခဲ့တယ်။သူတို့ကပါကစ္စတန်ကသူတို့ရဲ့တပ်တွေကိုစစ်တမ်းစစ်စခန်းတွေကိုရွှေ့ပြောင်းပေးလဲရှိနေတာကိုလည်းတွေ့ရပါတယ်။ဒီရွှေ့ပြောင်းပေးမှုကအလွန်ရှင်းလင်းပြသနေတဲ့အရာတစ်ခုဖြစ်ပါတယ်။သူတို့ဆက်ပြီးတော့ခြေနေကိုတိုးမြင့်ခြင်းလို့ဖြစ်ပါတယ်။ကာကြီးစစ်ပွဲနောက်ပိုင်းတင်းမာမှုများကအမြင့်ဆုံးအရှင်ကိုရောက်နေပြီဖြစ်တယ်။တကောင်ကျော်ပြီးတဲ့နောက်မှာပါကစ္စတန်ကအိန္ဒိယစစ်တမ်းနဲ့ အရာပဲနေရာတွေမှာလက်နဲ့အများပြားနဲ့ပြစ်ခတ်ခဲ့ပါတယ်ပါကစ္စတန်ကတာဝေးပြစ်ဒုံးကျည်တွေခရမ်းမီကြောင့်လေရင်များနဲ့ဂျက်တိုက်လေရင်များမောင်းတူမဲ့တိုက်လေရင်ဒုံးတွေကိုအသုံးပြုခဲ့ကြပါတယ်ကျွန်တော်ပြောခဲ့တယ်လို့ပဲဒါဟာအိန္ဒိယကိုကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုပါပါကစ္စတန်ကအ ਨੇ စုံ926ခုထက်မနည်းဝန်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအိန္ဒိယကအခြေစိုက်စခန်း၅ခုမှာပျက်စီးမှုနဲ့တိုက်ခိုက်တိုင်ရရမှုအချို့ကိုဝန်ခံခဲ့ပါတယ် ။ဤချစ်ဆက်စကန်ဒီကတော့ဦးဒမ်ပူပတာကော့အဒမ်ပူပုရှ်နဲ့ဘတ်တင်ဒါရောဖြစ်ပါတယ်။တို့ပြန်တဲ့အနေနဲ့အိန္ဒိယနဲ့ပြန်တဲ့တိုက်ခိုက်ခဲ့ပါတယ်။အိန္ဒိယကပါကစ္စတန်ချစ်ဆက်စကန်ဒီကိုတိကျစွာတိုက်ခိုက်မှုဖြင့်မတ်ချက်ထားခဲ့ပါတယ်။၆နေရာကိုဝင်တိုက်ခဲ့ပါတယ်။အဲ့ဒါတွေကတော့ရာဖီကီရာဟင်ရာခန်နဲ့ပန်ချာမှာရှိတဲ့ဂျူဒန်တို့ဖြစ်ပါတယ်။အဲ့ဒီနေရာတွေကစုခုအခြေဆက်စကန်လဲပတ်ဝင်ပါတယ်။အိန္ဒိယတွေကတော့ပါကစ္စတန်မြို့ကြီးနဲ့လုံမနှိပါတယ်။ချက်ကလာ ကရာဝန် PD မှာတည်ရှိပါတယ်ရာဝန် PD ကပါကစ္စတန်စစ်ထနာချုပ်တည်ရှိတဲ့နေရာဖြစ်ပါတယ်ပါကစ္စတန်မှာရှိတဲ့အဆိုပါစစ်အခြေစိုက်စခန်းတွေအတွင်းမှာရှိတဲ့တီးခြားနေရာတွေကိုအိန္ဒိယကပြစ်မှတ်ထားခဲ့တာကိုတွေ့ရပါတယ်သူတို့ကကိုကဲမှုစင်တာတွေလည်းနဲ့တူလောင်ရနေရာတွေနဲ့လေကြောင်းရန်ကာကွယ်ရေးရေဒါတွေကိုပြစ်မှတ်ပြစ်ခိုက်တိုက်ခိုက်ခဲ့တာကိုတွေ့ရတယ်ပါကစ္စတန်ကတော့၎င်းရဲ့လုံဆောင်ချက်အတွက်ကုတ်အမြစ်တစ်ခုပေးထားပါတယ်အမဆာလို့ခေါ်ပါတယ် အဲ့ဒါကတော့ကိုရန်ကနေကောင်းထုတ်ထားတဲ့ jump bike ဖြစ်ပါတယ်ခိုင်မာချစ်လေးတဲ့ဖွဲ့စည်းပုံကိုဆိုးပါတယ်ကာဝဲလ်ပင်ဒီအနီမရှိတဲ့စစ်ဆိုင်အစခန်းမှာဒီတိုက်ခိုက်မှုကိုပြုလုပ်ခြင်းဖြစ်တယ်တိုက်ခိုက်မှုပြီးမှပါကစ္စတန်စစ်တပ်ကရင်းစာစစ်လေးမပြုလုပ်ခဲ့ပါဘူးပါကစ္စတန်ကမီဒီဖီယာအတွက်မဆိုးချိုတင်ပြင်ဆင်ထားကြောင်းပြောရေးဆိုခွင့်ရှိသူကပြောပါတယ်အိန္ဒိယကလည်းဘာပဲလုပ်လို့အစင်နစ်ဖြစ်နေပြီငါတို့ကမင်းကိုပြောပြောမှုပါတယ်ဘာပဲလုပ်လို့ဖြစ်နိုင်ဖြစ်လာနိုင်တဲ့အတွက်ငါတို့အစင်နစ်ပဲလို့ပြောပါတယ် ဆက်လက်ပြီးတော့သူတို့ကလည်းဆက်လုပ်ခြင်းလို့သူတို့ကစပြီးပြီလို့ပြောပါတယ်ဒါပေမဲ့အမှန်ပြကတော့အိန္ဒိယကစတင်ခဲ့တာမဟုတ်ပါဘူးအစပိုင်းကတော့အိန္ဒိယနိုင်ငံကက်ရှမီးယားဒေသပိုက်ဟိုက်ဂမ်မာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့တာဖြစ်တယ်အိန္ဒိယကပါကစ္စတန်ကိုအလားတူဒီပေးချက်အချိန်ချင်းပေးခဲ့တယ်မတိုးဘူးဆိုရင်ငါတို့လည်းလိုက်မှာမဟုတ်ဘူးလို့ပြောတယ်ယနေ့ကယနေ့မှာအိန္ဒိယစစ်တပ်ကအလားတူဒီရင်စကားကိုထပ်ကတည်းကပြောခဲ့ပါတယ်အိန္ဒိယစစ်တပ်ကစစ်စစ်ရေးအတွက် အစဉ်တည်းအနေထားမှာရှိနေတဲ့ရန်လိုအလွတ်တဲ့အလုရအားလုံးကိုထိရောက်စွာတုံ့ပြန်မလို့ပြောပါရဲပါကစ္စတန်ကလည်းအလာဒူလှုပ်ဆောင်ပါကအိန္ဒိယစစ်တပ်ဒီအချိန်မမြင့်ရန်၎င်းတို့ကဂရီကိုထပ်ကတည်းကဂရီပြုတ်ခဲ့ပါတယ်သူတို့ကလည်းအခွင့်အရေးမယူပါဘူးယနေ့မှအမျိုးသားလုံခြုံရေးချန်ပီယံရရှိအိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့ပါတယ်ကြည်ရည်လေးကာကွယ်ရေးဦးစီးချုပ်နဲ့လည်းတွေ့ဆုံခဲ့တယ်အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့အနောက်ပိုင်းတို့မှာလေဆိပ်32ခုကိုပိတ်ခဲ့တယ် ဆိုပါလေစစ်တွေကိုမေလ19နေ့ထိပိတ်ထားမလို့ပြောပါတယ်။တခြားတစ်ဖက်မှာတော့ပါကစ္စတန်ကလည်းကောင်းလေပိုင်နဲ့ကိုပိတ်ထားပါတယ်။နောက်24နာရီအတွင်းပိတ်ထားမလို့ပြောပါတယ်။အဲ့ဒီအချိန်မှာကမ္ဘာ့အင်အားကြီးနိုင်ငံတွေကဆိုရင်ပူမတ်ပူပမှုတွေဖြစ်နေပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကဘူဂျိုဂျီအစင်မူနေနဲ့တွေ့ဆုံစကားပြောခဲ့တယ်။တင်မမှုရှော့ပါစီယံကူညီပေးရန်ကမ်းလှမ်းခဲ့ပါတယ်။နောက်ပိုင်းမှာယူဘီယိုက အိန္ဒိယနိုင်ငံသားယူဝန်ကြီး S Jaisankar နဲ့လည်းစကားပြောဆိုခဲ့ပါတယ်။ထမှန်ပြီးတော့ထိတိန်တိန်နဲ့အစိန်လျှော့ဖို့တောင်းဆိုခဲ့ပါတယ်။တရုတ်ကလည်းတက္ကသိုလ်တွေကိုနေပတ်သက်ပြီးတော့တုံ့ပြန်ခဲ့တဲ့တင်မမှုလျှော့ချဖို့ဘီဂျင်းကနှစ်ဖက်စလုံးကိုတောင်းဆိုထားပါတယ်။ရဲကြဲရဲအတွက်အထောက်အကူဖြစ်စရာကလန်ထားခဲ့ပါတယ်။အဲ့ဒါကတော့ပါကစ္စတန်ပေါ်မှာမူတည်ပါတယ်။၎င်းတို့ထမှရောနော်တဲ့တည်င်းတွေရရှိနေလို့ဖြစ်ပါတယ်။မနေ့ကစစ်တပ်ကတပ်တွေအပြင်နဲ့ဒီနေ့မှာတော့ အိန္ဒိယကကွယ်ရေးဝန်ကြီးချုပ်မလုပ်ရင်သူတို့လက်ဆက်လို့မှမဟုတ်ဘူးလို့ပြောပါတယ်တို့ဆင်းရဲမှုမရှိခြင်းကဒီပဋိပက္ခကိုအဓိကပြဿနာဖြစ်စေပါတယ်နောက်ထပ်စွန်းစရာလက္ခဏာကတော့ပါကစ္စတန်ရဲ့တပ်ဖွဲ့ဝင်တွေလှုပ်ရှားမှုဖြစ်ပါတယ်အစ္စလာမဘတ်ကစစ်သားတွေကိုဇေလွနေတုံးဖြစ်တယ်နောက်တဖန်ဒီဒီမှာဒိုလာဒီသူတို့ရဲ့ဘာလက္ခဏာပြလဲဆိုရင်သူတို့ကဆိတ်ပြီးတော့ဆက်လက်ပြီးတော့တိုးတိုးတက်ခြင်းနဲ့တဘောမှာရှိတာကိုပြခြင်းဖြစ်တယ်ဤနိုင်ငံကစစ်ပွဲစွန်းအဆမှာရောက်နေပြီဖြစ်တယ် ယခုတွေ့ချက်မှုတစ်ခုမာမဲလုံမာမဲဆိုရင်အန္တရာယ်အကျန်းရှိနိုင်တာကိုတွေ့ရှိရပါတယ်